ုကနာကိုကအသက်ကြီးလာရင်အရင်တိုင်းပဲရှိနေမယ်။လောက်ဆောင်ချက်တွေကလည်းပုံမှန်တိုင်းပဲလို့ထင်နေတုံးလား။အဲ့လိုမဟုတ်ပါဘူးနော်။စားလိုက်တဲ့အစာအသောက်တွေကနေပြီးတော့အဟာရတွေစုပ်ယူနိုင်စွမ်းလည်းပြောင်းလဲလာမယ်။ပြီးတော့ကိုရင်းလောက်ဆောင်ချက်တွေကလည်းပြောင်းလဲလာမှာဖြစ်ပါတယ်။ဒါကြောင့်ရှိသင့်တဲ့အဟာရတွေပြေဝနေစေဖို့အတွက်အသက်ကြီးလာတာနဲ့အများပိုပြီးစားပေးတဲ့အစာအစာ၆မျိုးကိုဒီဗီဒီယိုထဲမှာပြပြပေးသွားမှာဖြစ်ပါတယ်နော်။ညီမရဲ့ဗီဒီယိုလေးကိုမစားခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနာ notification bell လေးကိုပါ on လုပ်လို့မရပါနဲ့အောင်ရှင်။ ထမအဦးဆုံးကတော့အမြင်နဲ့ပဲဖြစ်ပါတယ်။အသီးရနံ၊အုတ်ကြုံ၊အစိဆန်တွေနဲ့ပဲနီလေးတို့လိုအမြင်တော့ကျေွားတဲ့အစားအစာတွေအရဆိုလို့ရှိရင်အသက်ကြီးလာတဲ့အခါမှာဝဲချုပ်တာကိုကောက်ွယ်ပေးပါတယ်။အမြင်တာအဆိုလို့ရှိရင်သွေးရည်ကိုလက်စတောကိုညှိနှဲစေတယ်။သွေးရည်ကြားဓာတ်ကိုထိန်းချပေးနိုင်တယ်။နောက်ပြီးတော့ကိုယ်လေးချိန်ကိုလည်းထိန်းပေးနိုင်ပါတယ်။ဒါကြောင့်အသက်50အထက်ဆိုလို့ရှိရင်တော့တနေ့ကိုအမြင်တဲ့ပမာဏ30ဂရမ်စားဖို့လိုအပ်ပါတယ်နော်။ ောက်တစ်မျိုးကတော့ကြုံကြမ်းပဲဖြစ်ပါတယ်။ကြုံကြမ်းကအသက်ကြီးလာတဲ့အချိန်မှာပိုပြီးလိုအပ်တဲ့အမြင့်တက်နေဗီတာမင် B တွေကျယ်ဝတဲ့အရင်းမြစ်ဖြစ်ပြီးတော့ဗီတာမင် B6 ဗီတာမင် B12 နဲ့ဖိုလိတ်တွေရာဆိုလို့ရှိရင်လည်းအုန်းနောက်ကျန်းမာရေးအတွက်အဓိကအရေးပါပါတယ်။နောက်ပြီးတော့ကြုံကြမ်းဆိုလို့ရှိရင်နှလုံးရောဂါ၊ကင်ဆာနဲ့ဆီးချုပ်ဖြစ်နိုင်ခြေတွေကိုလည်းရွေ့နှဲစေနိုင်ပါတယ်နော်။နောက်တစ်မျိုးကတော့အခွန်မှအသီးနဲ့အဆိပ်အဆံတွေပဲဖြစ်ပါတယ်။ ဗာဒန်စေတီဟိုစေပစတာဂျီယိုတစ်ကြံတီလိုလိုမျိုးအခွန်မာတီးနဲ့အဆိတ်ဆန်တွေအားဆိုလို့ရှိရင်အိုမင်းရုံမူကိုတွန်းလှန်နိုင်စမ်းရှိပါတယ်။နောက်ပြီးတော့သူတို့ကနှလုံးနဲ့ဆိုင်တဲ့ယောဂါတွေလေဖြတ်တာအမျိုးအစားနစ်စီဂျိုယောဂါအောင်ကျော်ယောဂါနဲ့ကိစ္စယောဂါအချို့ကိုကံွယ်ကူသားနိုင်တဲ့အထူးအဟာရတွေပါဝင်ပါတယ်နော်။ပြီးတော့ကြီးလာတဲ့အုံနောက်ကိုလည်းကြက်ခိုင်တန်ဆန်းစေပါတယ်နော်။နောက်တစ်မျိုးကတော့ရေပဲဖြစ်ပါတယ်။ အသက်ကြီးလာလေလေရေတက်ရှရုံတွေမဟုတ်ဘဲနဲ့ရေစာမစာကိုပါအာရုံခဏိုင်စမ်းကရောပါလာပါတယ်ပြောရရင်တော့လူကြီးတွေကရေစာလို့စာမယ်မသိဘဲနဲ့မတော့ဖြစ်ကြတာများပါတယ်အရေတက်တွေနေလာတာကိုအုံနောက်ကတီးဖို့အချိန်ကြာလာတာပဲဖြစ်ပါတယ်ဒါကြောင့်တောက်တဲ့ရေပမာဏကိုအချိန်မသိသေးတာတော့ပါနော် နောက်တစ်မျိုးကတော့နှုတ်ထွက်ပစ္စည်းပဲဖြစ်ပါတယ်။နှုတ်ထွက်ပစ္စည်းတွေမှာပါတဲ့ကယ်ဆီယမ်ဆိုလို့ရှိရင်အယိုကျန်းမာရေးကိုအထောက်အကူပေးတာပဲဖြစ်ပါတယ်။ဒါကြောင့်အသက်ကြီးလာတာနဲ့အမျှအယိုဘွားယောဂဥမကြီးကင်ဆာနဲ့သွေးရောယောဂဖြစ်နိုင်ခြေတွေကိုနှဲစေပါတယ်။အဲဒါကြောင့်အသက်50ကျော်လို့ရှိရင်တစ်နေ့ကိုကယ်ဆီယမ်1000မီလီဂရမ်တောက်သုံးဖို့လိုပါတယ်နော်။ဒါတွေကိုတော့အစီထုတ်ထားတဲ့နှုတ်ထွက်ပစ္စည်းတွေမှာရရှိနိုင်ပါတယ်ရှင်။ နောက်ဆုံးတစ်မျိုးကတော့ထောပတ်ဒီပဲဖြစ်ပါရဲ့ရှင်ထောပတ်ဒီမှာပါတဲ့ဒတိုစံကြီးပစ္စည်းတွေရဆလို့ရှိရင်မှတ်ညံဝကောင်းမှုစေပြီးတော့ပြဿနာတွေဖြစ်ချင်နိုင်စံကိုပုံမြန်စေပါရဲ့ ထွက်ဖက်တရားဆိုလို့ရှိရင်သွေးနှုတ်ကိုလက်စတောကိုရောကြစေပြီးတော့အဆင့်နာရောဂါဖြစ်နိုင်ခြေကိုယုံနေစေပါတယ်။နောက်ပြီးတော့ကိုယ်လေးချိန်ကိုလည်းထိန်းသိမ်းပေးတယ်။နေလောင်တန်ကြောင့်အသားရေထိခိုက်ပျက်စီးတာကိုလည်းကောက်ွယ်ပေးပါတယ်။နောက်ပြီးတော့မျက်စိအကောင်းစေဖို့နဲ့အိုမင်းရောမှုတွေကိုနှေးခွေးစေဖို့အတွက်အစင်းရင်ရောင်ဟင်းသီးရွက်တွေကိုလည်းစားပေးသင့်ပါရဲ့နော်။အခုညီမပြပြပေးခဲ့တာရေကတော့အသက်ကြီးတာတဲ့အခါမှာစားပေးသင့်တဲ့အကောင်းဆုံးအစားအစာ၆မျိုးပဲဖြစ်ပါရဲ့နော်။ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါဘောနော်။